အဲ့တော့ပထမတော့အဲ့လိုမျိုးစဉ်းစားရလေးပေါ့နော်အဲ့လိုမျိုးဝင်းစင်းမျိုးကနော်ရော်နယ်ဒိုလိုအောင်ပွဲခံမယ်ဆိုပြီးတော့စဉ်းစားရတာဒါပေမဲ့ကိုနေရောက်ကိုသွင်းမိုင်းမှာကိုကအရင် excited ဖြစ်သွားတယ်ကျွန်တော်တော်တော်စင်ပြေလေးတည်းကျွန်တော်ကအကိုသွင်းခဲ့ရဆိုကျွန်တော်ကစင်ပြေမပြေရတရားမင်းပြိတဲ့တည်းလေးသိလားအဲ့လိုမျိုးဟုတ်ရင်ဆုံးပို့တာအဲ့ဒါ तू ပဲ तू ပဲပို့တာစိုက်ကားစီးဝင်ရာသပံပိတ်ပင်နေတော့ပါတော့ညာတော့ပထမတော့ကျွန်တော်ကသတိမထားမိပါတော့ဒါပေမဲ့အိမ်ကြီးအများကြီးပြစ်ပေးတာပေါ့ပြစ်ပေးတော့လိုပဲလက်မကြီးကထိုးနေတာပဲသူက အဲ့နဲ့ဟိုပရိပရိသတ်အကိုတရားပဲညီလေးတဲ့အိမ်မှာမထိုးနဲ့အိမ်ရအာစင်နေဆိုကြည်တော့မှကျွန်တော်ထိုးပြီးွားရောဟိုကအဲ့ကိုကျွန်တော်နောက်တာအဲ့တော့မပေးတော့ဘူးဗျာဒီအောက်ကိုပြစ်ချလိုက်မယ်ဘာညာအဲ့ကိုဟာမလုပ်ပါနဲ့ညီလေးရေဘာညာအဲ့လိုမျိုးရောသူကမန်ချက်စတာယူနိုက်တက်အိမ်နေပါလာတယ်ဗောနကျွန်တော်ကမန်ချက်စတာယူနိုက်တက်ပရိပရိသတ်မဟုတ်တယ်ဗျာကျွန်တော်ကမယူတမ်းမိုင်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 တောင်းနေတာမေးဘူးစားတဲ့စကလုံးတော့ကိုဝိုင်းဗောနသူတို့အတင်းဘယ်လိုဖြစ်လဲစားခြင်းပဲပြင်းနေစားခြင်းပဲ ်ဒါပေမဲ့ကျွန်တော်တကယ်ချင်းကလည်းကိုသိန်းကလည်းသူ့ကိုစားလို့မရတော့